ျေးဇူးပါဗျာသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့မျှချင်းတရားဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်။ကိုရင်သဩရစာဒုတိယဆောင်အခန်း၈စာပိုက်၁၄နဲ့၁၅ကိုဖတ်ပါမယ်။မြန်မြန်ရတော်သူမဟုတ်နည်းနည်းရတော်သူမလို့ဟူသောစံစကားနှင့်အညီမျှချင်းတရားကိုထောက်၍မျှချင်းတရားကိုထောက်၍ ယခု၌သင်တို့စည်းစိမ်သည် သူတို့ဆင်းရဲကိုမဆသဖြင့်၎င်းနောင်၌သူတို့စည်းစိမ်သည်သင်တို့ဆင်းရဲကိုမဆသဖြင့်၎င်းအညီအမျှဖြစ်စေခြင်းကငါအကြံရှိလို့ပြောရတွေ့ရတယ်ဒါကတော့ဒီယေရှုလေမြို့မှာရှိတဲ့နော်အသင်းတော်အစာခေါင်းပါပြီးတော့မှဆင်းရဲဒုက္ခရောက်တဲ့ခါမှာရှင်ပေါလုက ော်မာရီမာကီဒေါနီပြည်မှာရှိတဲ့အသင်းတော်တွေနဲ့ကောရင်သူအသင်းတော်ကိုသူကနှိုးဆော်တဲ့ဟာဖြစ်တယ်။အဲမာကီဒေါနီပြည်မှာရှိတဲ့အသင်းတော်တွေကတော့အထွေထူးပြောစရာမလိုအမတာမဆေရနာဆေအားထက်တန်နဲ့ကိုကိုတောင်မှပဲလှူတယ်လို့ပြောတယ်။ပြောချင်တာကကိုစားမဲ့အထဲကပေါ့နော်။လှူတဲ့သဘောတွေ့ရတယ်။ဒရိုင်းမဲမင်းတို့အတူอยู่ပါလို့ပြောပြီးတော့မှကောရင်သူအသင်းတော်ရှင်ပေါလုကဒီ ဆင်းရဲဒုက္ခရောက်နေတဲ့ဂျေရုရှလင်မြို့မှာရှိတဲ့ယုံကြည်သူများကိုအလူလူဖို့အတွက်တိုက်တွန်းနေခြင်းဖြစ်တယ်။ဒီမှာသုံးလုံးတဲ့အရာပေါ့။မြန်မြန်ရတော့သူမပူ၊နည်းနည်းရတော့သူမလူ။ဟိုတော့ကျမ်းစကားနဲ့အညီဆိုတော့ကဒါကထွမြောကျမ်းအခန်း16မှာစာပတ်ရှိရှိမှာဗာပြောလဲဆိုတော့အောမဲတောင်းနဲ့ချိန်ကြတော့အခါမြန်မြန်ရတော့သူ မပူ၊နည်းနည်းရတော့သူမလူ။နော်အတီးတီးတို့ဒီ စားလောက်အောင်သိမ့်ယူကြရပြောတယ်ဒီအသုံးနှုန်းစံစကားကိုသူပြန်ယူတာဖြစ်တယ်အဲ့တော့ဧတရလူမျိုးတွေဟာနော်တောထဲမှာဘုရားသခင်ကမနတ်မုတ်ပေးတယ်မနတ်မုတ်ပေးတဲ့ခါမှာနော်တယောက်ကိုတောမဲပဲတင်ခိုင်းတယ်နော်နှစ်ယောက်ရှင်မိသားစုနှစ်အောမဲငါးယောက်ရှင်ငါးအောမဲပေါ့ဆရောနည်းနည်းရတော့သူမမလို့ မဲမဲရတော့သူမပူဒါမျှချင်းတရားပေါ့အဲ့လိုတိမ့်ခိုင်းတာအဲ့လိုမဟုတ်ဘဲနဲ့ပူတိမ့်နေဆိုရင်တဲ့ပူတုံးနေတိမ့်နေဆိုရင်တော့ညရောက်ရင် ပုတ်သွားတယ်နော်ပုတ်ဆော်နံတယ်တထဲမှာနံဆော်သွားတယ်ပေါ့အဲ့လိုဖြစ်တော့အမင်္ဂလာဖြစ်တာပေါ့ဘုရားသခင်အဲ့လိုမောရှိလဲစိတ်ဆိုးရတယ်ပေါ့နော်ဆောရနောက်ဆိုအဲ့လိုမတင်ရဲဘူးပေါ့ဒီလိုမျိုးတွေ့ရတယ်အိုးဘုန်းနေဆိုရင်တော့သူကဟို ဘာလို့လဲဆိုတော့တောက်ကြနဲ့မှာနှောမဲစတင်ခိုင်းတယ်ပေါ့နော်ဆယောက်ရှင်တော့အောမဲ20ပေါ့တယောက်ရှင်နှောမဲပေါ့ဒါမျှချင်းတရားဘုရားသခင်အဲ့လိုလုပ်ချင်တယ်အဲ့တော့ဥမာပေးတာဖြစ်တယ်နော်အဲ့တော့ဒီခြေရောကာလမှာလည်းကျွန်တော်တို့တမန်တော်ဝတ္ထုအခန်းနဲ့စာပိုက်44 45မှာဘာတွေ့ရလဲဆိုတော့ယုံကြည်သောသူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်မိမိတို့၌ရှိသည်မြတ် ကိုဆက်ဆံ၍သုံးဆောင်ကြ၏မိမိတို့အဥ္စာပစ္စည်းများကိုရောင်းပြီးလင်လူများဆင်းရဲသည့်အတိုင်းအတီးတီးတို့အားဝင်ငှချင်းကိုပြုကြ၏ပြောရတွေ့ရတယ်။နော်ဒီအောက်ပိုင်းမှာတော့သူကတစုတဝေးတင်းနေတယ်ဆိုတာကတော့ဗိမာန်တော်မှာအချိန်များကြီးပေးပြီးတော့မှနော်အတူဟိုဘယ်လိုခေါ်မလဲစားတော့ကြတယ်ကျေတော့ချင်းမွန်ကြတယ် နှုတ်ကပတော်ခံယူကြတယ်လို့ပြောချင်တာပါ။အောက်ပိုင်းဖတ်မယ်ဆိုကိုယ့်အိမ်မှာကိုဟာလာပြန်ကြတယ်စားတော့ကြတယ်ဒီလိုမျိုးပြောတာတွေ့ရတယ်မဟုတ်ဖဲကြတယ်ဒါမျိုးเนาะဆိုတော့တစ်ချိန်လုံးပိတ်မှန်တော့မှအပြီးနေကြတာမျိုးတော့မဟုတ်ပါဘူး။အဲ့တော့လူရင်းကတော့ယုံကြည်သူတွေပိတ်မှန်တော့စူယုံတဲ့ခါမှာတချို့ယုံကြည်သူတွေကအလွန်ဆင်းရဲတယ်ပေါ့။စောက်ဝင်နေခက်ခဲတာတွေ့ရတဲ့ခါမှာเนาะချမ်းသာတဲ့ ုံကြည်သူတွေကဆင်းရဲတဲ့သူတွေကိုနော်ပေးလှူကြတယ်ပေါ့အတီးတီးဆင်းရဲတဲ့အတိုင်းဆိုတော့ဆင်းရဲတဲ့သူမရှိတော့ဘူးဆိုတဲ့သဘောမျိုးတက်ရောက်တယ်ပေါ့နော်သူတို့ပြောချင်တာဖြစ်တယ်ပေါ့ဒါမျှချင်းတရားပေါ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဟာနော်ခရစ်တော်နဲ့ညီအကိုတွေဖြစ်တဲ့အချင်းချင်းဖြစ်တယ်နော်အချင်းချင်းချစ်ပါဆိုတော့ဘုရားသခင်ကိုစိတ်နှလုံးကျွမ်းမြညာရှိသည်မြတ်အစွမ်းတက်သည့်ရှိသည်မြတ်နဲ့ချစ်ပါဆိုတဲ့ကျမ်းစကားဟာ နော်အချင်းချင်းကိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့မြတ်ချစ်ပါဆိုတော့ ਨੇ တင်ကြီးတိဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်ဖះကိုချစ်တယ်ဆိုရင်ကျွန်တော်ဘာလို့ဖို့လို့လဲဆိုတော့ရှင်ရတဲ့အယုံကြည်သူများကိုနော်ကြည့်ရှုဖို့ဖြစ်ပါတယ်။သူတို့ပြောတဲ့ခါမှာအဲ့ဒါဆိုရင်တော့ကျွန်တော်ပတ်စံရှာထားတယ်နော်ကွန်မင်းသတိဖြစ်တယ်ပေါ့။နော်အဲ့ဒါအကုန်ရောင်းပြီးတော့မှအကုန်ပေးရမှာလားသူတို့လည်းမဆိုလိုပါဘူး။အဲ့တော့ လောတောင်နဲ့တယောက်စုကျေးဇူးမတူဘူးကျွန်တော်ပတ်ဆံရှားမဲ့เนาะတောင်းလဲရှိပါတယ်အဲ့ဒါဘာတွေ့လဲသူရတဲ့ပတ်ဆံတဲ့ဆေဖို့တဖို့တွေဆေဖို့တဖို့အပြင်အင်ဝင်ကလေးအလှငွေတွေစသဖြင့်ပေါ့လိုအပ်တယ်အဲ့တော့เนาะစီးပွားလုပ်ငန်းရှင်ကြီးတွေအတင်းတော်မှာရှိဖို့လိုတယ်ဒါပေမဲ့ဒီနေရာမှာဘာကိုတိုင်းတာမလဲဆိုတော့ကျွန်တော်အိမ်မှာကျွန်တော်စားတော့တဲ့ နေရာမှာနော်စားတော့တဲ့နေရာမှာကိုကနော်အပြန်စားနော်ပူရှန်စွာနဲ့ဇိန်နဲ့စားတော့နေရဲ့သားနဲ့ယုံကြည်သူအတင်းသားတယောက်ယောက်စားเสียမရှိတာကို မမျှတာပေါ့နော်ပြောချင်တာဖြစ်တယ်အဲ့တော့မျှဖို့ပြောချင်တာဖြစ်ပါတယ်နော်မျှဖို့ပြောချင်တာဖြစ်ဒီမှာတော့ရှိတာတော့ရောင်းနေတယ်နော်အဲ့ဒါကြောင့်ဒီနေ့ ော်ကျွန်တော်တို့ဒီပတ်သက်ရှိတဲ့ငွေရတတ်တဲ့ယုံကြည်သူများအနေနဲ့လည်းနော်ကိုယ့်ရဲ့ပဝန်းကျင်မှာရှိတဲ့ယုံကြည်သူဆင်းရဲတဲ့သူတွေကိုမျှခြင်းတရားနော်အတိုင်းနော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ကမျှဖို့လိုပါတယ်ပေါ့ဆရာတို့ဆိုလည်းတိုင်းပဲနော်ဟောဆရာတို့ကိုယ်ဝင်ငွေနဲ့ကိုယ်ဆိုရင်နော်ပြောမှဆိုတော့ဟိုဆံကောင်းစားလဲစားနိုင်ပါတယ် စီကောင်းစားလဲသုံးနိုင်ပါတယ်။ထိုင်မဲ့စံချမ်းပဲစားတယ်။စီလဲအခုအစိုးရပေးတဲ့စီနော်ဒါပဲစားပါတယ်။ဘာကြောင့်လဲဟင်းဆိုလဲဒါနော်ဟိုအသားတွေငားတွေအဲ့လိုမျိုးလဲမစားနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့မျှချင်းတရားပေါ့။အဲ့တော့ကိုယ်ပဝန်းကျင်မှာရှိတဲ့ယုံကြည်သူတွေဆင်းရဲနေတာကိုကတော့နော် ဟိုအရှံပယ်ကြီးစားတယ်ဆိုရင်ဒါမမြတ်တာဟုတ်နော်ကိုယ်မရှိရတဲ့အလုံးမရောက်နိုင်ရင်တောင်းမှပဲကိုစားမဲ့အထဲကနေဟောနော်မျှချင်းတရားဒီလိုကျင့်သုံးပါတယ်ရတော့ကိုယ်တိုင်းလဲဒါကြောင့်ကျွန်တော်ယုံကြည်သူများအနေနဲ့နော်ကျမ်းစာကဒီနေ့တိကိုပြောနေတယ်လို့ငွေရတတ်တဲ့ယုံကြည်သူများနော်ဖခင်ကသင်တို့ပြောနေတယ်လို့ကျွန်တော်ပြောချင်တယ် ုပေါဝန်ကျင်မှာရှိတဲ့ယုံကြည်သူတွေဆင်းရဲမြတ်စွာနဲ့နော်မျှပေးကြပါမြများရတော့သူမဘူးနည်းနည်းရတော့သူမလို့တဲ့သူတို့ပြောပါတယ်နော်ဒါကြောင့်အလိုတော်ကိုကျွန်တော်တို့ကဆောင်ဖို့ဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဆာပြတော့မှနော်သတိပြုပါငါပစံငါစားရပဲပါဖြစ်တယ်လေအဲ့လိုမဟုတ်ပါဘူးဖျားသခင်မကြိုက်ပါဘူး ဆင်းရဲသောတနာတော်သူသည်ထာဝရဖျောက်ချင်းငါတော်သူဖြစ်တယ်သူပြုတ်တော့အကျိုးကိုမဆက်ဘဲမနေဘူးတဲ့နော်ပြီးရင်ငောခန်းတဆယ်ကိုစာပိုက်တဆယ်မှာဆိုလဲမျိုးစစ်ကျဲတော်သူကိုမျိုးစစ်ကို၎င်းအစာဟာရကို၎င်းပေးတော်မူတော်သူသည်သင်တို့မျိုးစစ်ကိုပေးပွားများစေမယ်လို့ပြောပါတယ်နော်ဒါကြောင့်ဒီနေ့ဒါဆင်းရဲသားတွေကိုကျွန်တော်တို့ပေးကမ်းခြင်းတွေဘုရားသခင်ချင်းငါချင်းဖြစ်တယ်အကျိုးမဆက်ဘဲမနေဘူးတဲ့ ဲ့တော့အဲ့လိုပေးတက်တဲ့သူကတော့ဘုရားဘာပြန်ပေးလဲမျိုးစေ့ကိုလည်းကအစာဟာရကိုလည်းကပေးတော်မူတော်သူတို့မျိုးစေ့ကိုပေးပွားများစေမယ်ပြောချင်တဲ့ตาရွေ့ตาပေးနိုင်အောင် နော်ตาရွေ့ตาပေးနိုင်အောင်ဘုရားသခင်ကနော်ကောင်းကြီးပြန်ပေးမယ်သူတို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမေဆွေအဲ့ဒီကောင်းကြီးလိုချင်လို့လည်းမဟုတ်ပါဘူးနော်တကယ်ဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးတော့မှမြတ်မြတ်ရတော်သူမဟုတ်ဘူးနည်းနည်းရတော်သူမလို့ဆိုသလို မျှခြင်းတရားကိုကျင့်သုံးကြမယ်ဆိုရင်တော့အသင်းတော်မှာနော်အသင်းတော်မှာနော်ပို့ပြီးဆင်းရဲတဲ့လူလည်းမရှိတော့ပို့ပြီးချမ်းသာတယ်ဆိုတော့လည်းမရှိတော့ပိုင်ဆိုင်မှုကိုပြောချင်တာမဟုတ်ပါဘူးကိုရောရဲ့ကျွန်တော်ရဲ့စားတော့နေထိုင်မှုကိုပြောတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘုရားသခင်ကအလွန်နှစ်သက်တယ်ဒီတိုင်းလေးပဲကျွန်တော်တို့ကျင့်နိုင်အောင်ကျင့်နိုင်အောင်ကိုလည်းမလုပ်နိုင်တဲ့ဖြစ်တဲ့အတွက်တန်ရှင်တော်ဝိညာဉ်တော်ရှင်မှာခွာတောင်းယူကြပါဒါဆိုရင်တော့နော် ဘုရားသခင်ကိုချစ်ရရောက်ပါတယ်ချစ်ရရောက်ပါတယ်ဒီလောကမှာလည်းဒီနေ့ဘုရားသခင်ကမြင့်တသာရမှာဖြစ်တယ်လို့ကောင်းကင်ဘုံမှာလည်းကောင်းကင်ဘာနာစီးပွားနေခြင်းဖြစ်သောကြောင့်ကောင်းကင်ဘုံမှာလည်းဘုရားသခင်မြင့်တသာရမယ်ဆုတတဘူရလိမ့်မယ်လို့ခွားပေးရင်လည်းနေကောင်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်